ကဲကျွန်တော်အားလုံးပဲဒေါက်တာညူကီအပိုင်းတက်ကနေပြီးတော့ပြန်ကြိုလိုက်ပါတယ်ဆိုတော့ဒီတစ်ခါမှာတော့အထူးကြကြအနေနဲ့ကျွန်တော်တို့ဂျာကြီးကိုဖိတ်ခေါ်ထားပါတယ်ဆိုတော့ကျွန်တော်တို့ပေါ့ကတ်လေးကိုစလိုက်အောင်မင်္ဂလာပါကိုကြီးမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟဲ့ Okay အာဒီနေ့ကတော့ဒါအထူးကြကြပေါ့နော်အထူးကြကြဆိုတာကဂျာကြီးကိုလည်းခေါ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီဒေါက်တာ2ညမအကြောင်းပြီးွားရင်ဒေါက်တာ2ခြေနေအကြောင်းလေးတွေအတခြားနည်းနည်းတခြားဟာလေးပေါ့ဗျာကျွန်တော်တို့ မေးသွားမှာဖြစ်ပါတယ်ဆိုတော့ခုလောလောဆယ်မှာကကြတော့ဒါ YG အကြောင်းလေးပဲအရင်မေးလိုက်ကြတာပေါ့အမှန်တကယ်ကတော့ကျွန်တော်တို့ဒီနှစ်ကဒီ TI ကနှမျောဖို့ကောင်းတယ်လို့ပဲပြောရမလားဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ C ရကျွန်တော်ဆလော့နှစ်ခွက်ရတဲ့အချိန်မှာနော်အဲဘလို့ထင်မိလဲကျွန်တော်တို့ဒီ TI နဲ့ပဲပြောလိုက်တာပေါ့ TI qualifier နဲ့ဆိုတော့နည်းနည်းလေးအာရတက်သွား TI က ဒီနှစ်ဒီအရနှစ်ခေါက်နှစ်ခုပေးရဆိုပေမဲ့လည်းဟိုတက်ဖို့တော့ခက်တယ်တည်ရဘာလို့ဆိုတော့ဟိုဟိုတီအိုင်မှာအစည်းကြီးပါတယ်တည်ရနဲသွားတော့ဒီဘက်မှာပြန်ဆလော်ပေးတာပဲရှိရအသင်းကြီးတွေကတော့အပေါ်မှာတော့စောင့်နေပါတည်ရအဲ့အဲ့ကလုတ်ဆဲမှာစောင့်နေရဆိုတော့တက်ဖို့တော့ခက်တယ်ဒါပေမဲ့လည်းတည်ရဝဲဝင်နေတာဝဲဝင်သွားဦးဖြစ်နေဟုတ်တယ်တယ်လွန်လဲတယ်လွန်ဆိုရင်တော့တော်တော်ဆိုးပါနော်တယ်လွန်ကဒီ အပားမှာလည်းရှုံ2-1နဲ့အောက်ကိုဆင်းလာတယ်2-1နဲ့ထပ်ပြီးထုခံလိုက်ရတယ်နှစ်ခုလုံး chance နှစ်ခုလုံးလွတ်သွားတယ်မထင်မထင်တာနမိစနမိစလို့ပဲပြောမှာနော်နမိစကဒွိုင်းဟိုဝိုင်းကြီးနဲ့ဝိုင်းကြီးကသူ့အစည်းနဲ့အောင်ထုထုနေတဲ့အဲ့တင်းကတီအန်ရောက်သွားတယ်ဆိုတော့โอเคဘာညာမှားနေရလဲပေါ့ဘာညာမှားနေကြတယ် alright so တော့ yeah ဟုတ်ပါတယ်ပြီးတော့ အခုလောလောဆယ်အခုလောလောဆယ်မှာဒီ YG မှာ Rosa ပြောင်းပြီးတော့ဆော့နေတဲ့ဟာလေးနဲ့ရောအတီးဘယ်လိုမျိုးထင်လဲ။နည်းလေးပြောပြပါဦး။ပြောရရင်ဘယ်လိုမျိုးထင်လဲဆိုတာကဟို info ရေးကမသိတော့ဘာဘယ်လိုမျိုးလှုပ်ချင်တာလဲဟိုမတဲခွဲတာပါနော်။ Yeah. ဟောဟိုဟိုတင်းနေနည်းနည်းကြားလောက်ဆိုဒီလိုဒီလို okay ထားပါလုံး5 sorry 3နဲ့ပြန်ဆော့မယ်တို့ဘာတို့ပါနော်။ဆိုတော့ ဘယ်လိုထင်လဲဆိုရဲဟာကတော့ဒါ result ကတော့ထွက်လာမှာပဲကြည့်ရမယ်လို့တော့ထင်တာပဲအနည်းကမှပေါ့နော်ဒါဟိုထိုးပြီးတော့ဒါခံမှန်းလို့ရအနေထားတော့မဟုတ်ဘူးဟိုတော်တော်လေးလဲဟိုဘယ်လိုပြောရမှာလဲအချိန်ရောက်နေလေးကတ်နေပြီပေါ့ဘာလို့လဲဆိုတော့ ISF ကဒီ9 9နော်ရှစ်လာပါတော့ကြာအဲ၈ဆိုတော့အဲ့ဒီမှာဆိုတော့ကဲလို့ဇော်ရင်းဆော့မယ်ဆိုလို့ရှိရင်ဇော်ရင်းတက်ကတော့လေးဟို ကျိုးစားရုံးကံဘာဖြစ်လဲဆိုတော့သူ offline ဆော့ခဲ့ရေဆိုနေပေမဲ့ဒါသိရမလား poison fight ဆိုတော့တော်လေးကြာနေပြီဆိုတော့လေတော်တော်ကြာခဲ့ပြီဟုတ်တယ်အဲအဲ့တော့ပြန်ပြောနေရုံးကံရမယ့်ဟာလေးတော့ရှိသွားမယ်ဒါပေမဲ့ပြောလို့မရပါဘူးဒါကျွန်တော်လည်းတေချာမသိဘူးဆိုတော့သိရမလား hollow body ဝင်ဆော့ရင်လည်းဆော့မှာပေါ့ရရရအားကြောင့်ပြောတာဘာမှဟို info ရတေချာမသိတော့ဒါဟုတ်တယ် ISF ထွက်လာမှာပဲ rose ride ရဘာလို့လဲဆိုတော့သိရမှာ yeah okay so ခုလောလောဆယ် ။ဝါကြီးကြောင်းလေးကတော့ပြီးသွားပြီပေါ့နော်။ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ Twitter community အကြောင်းလေးအခုလောလောဆယ်ခုလောလောဆယ်မှာဘယ်လိုမျိုးမြင်နေလဲဘယ်လိုမျိုးထင်လဲပေါ့နော်။အဲကိုကြိုင်လေးပြောပြပါအောင်။ကျွန်တော်တို့ခုလောတရားနည်းနီးလာပြီဆိုတော့ TI TI ကနီးမယ်ပြီးသွားပြီလေ။နောက်နှစ်တော့ပေါ့။နောက်နှစ်တော့ပဲရှင်တော့ဒီနှစ်ကတော့ပြီးသွားပြီဆိုတော့ပွဲတွေကအဓိကဟိုပွဲတွေဘယ်လိုပြောမလဲရှေးတလောလေးနောက်ဆုံးအဲ့ဘာလဲ ပွဲပြတ်တာများတယ်တဲ့မစူကြီးကြီးတဲ့ပွဲတွေဆိုပြတ်ပြီပါဟိုတော်တော်လေးကလည်းတော်ပါလေတိန်းဘလောက်လဲ1500တွေလားဗျာအဲ့လိုပွဲကြီးအဲ့လိုမျိုးပြတ်သွားတာတို့ဘာလို့အဲ့ဒီအဲ့လိုမျိုးရှိအဲ့လိုပွဲကြီးရှိပြီဆိုတာဆော့မယ်လို့ဂျုံအဲ UAV ဆိုရင်အဲ့လိုပွဲပြတ်သွားတာတို့အခုလက်ရှိဆိုလည်းပွဲတွေလုံးဝမရှိတော့တာတို့အေးဒီကကိုတိလောက်တော့ local ပွဲတွေပြောက်သွားလို့ပေါ့နော် local ပွဲတွေပြောက်သွားတာရယ်အားပေးမဲ့သူတွေနေသွားတာရယ် ဆော့ရမဲ့လူတွေကလည်းပြောရရင်အခက်ခဲတွေရမ်းများလားသိရမလားဟိုအရင်လိုမျိုးဟိုဟိုမီးနေပေါ့မီးအမီးပြရနေပေါ့သိရမလားဟိုဒေါ်တာဆော့ဖို့ဆိုတာမလွယ်တော့လေဘာလို့ဆိုတော့ကိုကဒီအခုဒေါ်တာတူကအရန် competitive ဖြစ်တာဆိုတော့ပုံမှန်ကို10နိုင်လောက်ဆော့ရင်တော့ကိုထက်ဟိုသိမှာဟိုဆန်ဟို15နိုင်လောက်ဆော့နေကောင်းနေပါရှိနေရဆိုတော့အဲ့တော့အဲ့လိုအဲ့လိုမျိုးသူတို့ကြော်ဖို့ဆိုတာအဲ့လိုရှင်ဖို့ဆိုတာဒါကိုကလည်းအဲ့လို perfect ကြီးဖြစ်နေမှာလွယ်ပါ အဲလောလောဆယ်ဒီကတော့အခက်ခဲနေတော့ကြုံနေဦးမယ်လို့ထင်တာပဲဟိုဒေါ်တာကတော့နေဟုတ်တယ်ပဲနော်အဲ့ဒါကျတော့ဒီ local ရော C ရောပေါ့ဘယ်လိုပဲ C မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ organizer တွေအနေနဲ့ကအဲ့လိုဟိုရက်တီပေါ့ကနည်းနည်းလေးတိုင်ပတ်နေရပေါ့ organizer ဆိုတော့ organizer နည်းနည်းအခုမှတက်လာမယ်အဲသိရမလားလုတော့မယ်ဆုံးပြတ်နေပြီဆိုလို့ရှိရင်သူကအဲ့လိုမျိုးဟိုညနေတက်ထောက်ပြီးတော့ organizer ဝင်လာဖို့ဆိုတာနည်းနည်းလေးရုံးကန်ရတဲ့သိရမလား data 2က nebel လို့ပဲပြောရမလား ဲ့လိုမျိုးလေးတော့ဖြစ်တော့ဖြစ်နေတယ်ပေါ့နော်ပြီးရင်ဟုတ်တယ် local local ပွဲတွေကကြတော့လေအေးပေါ့ကိုကန်ကြီးပြောသွားသလိုပဲပေါ့ဘာဖြစ်လဲဆိုတော့ဟို Dota 2ကလည်းအတင်းတစ်ခုနေနဲ့ရက်တည်ဖို့ဆိုတာကဟိုသိရမလားစပွန်ဆာတွေပါရှာရတာလည်းခက်တယ်ဗျာအဲကျွန်တော်တို့များသောအားဖြင့်စပွန်ဆာရမယ်ဆိုရင်ကျွန်တော်တို့ Wine Spread တို့ဘာတို့ရမယ်တခြားသိရမလားအလောက်လောက်ပဲမျော်မှန်းလို့ရမှာ Dota 2ကအဲတခြားဟာတွေကကြတော့လေမရဘူးပြောရရင် player တွေကိုအဲ့လိုမျိုးပြုစုပြိုးထောင်မှုဒီဟာကိုရဖို့ကလည်းအချိန်ကအနည်းဆုံးတော့ တော်တော်ယူအောင်ပါတရားဒီတိုင်းလိုမျိုး6လလောက်ထောင်ပြီးဒုံးဆိုပြီးတန်းဖြစ်ဖို့ဆိုတာလည်းမလွယ်ပြန်ဘူးဆိုတော့အဲ့လိုမျိုးခက်ခဲမျိုးတွေနေတော့ကြုံနေရရပါတော့အဲ့တော့ဒီ local အကြောင်းလေးပါပြောနေပြီဆိုတော့အရင်တော့ကနည်းနည်းလေးနာနည်းနည်းလေးဖြစ်ပြက်ခဲ့တာလေးတွေနည်းနည်းလေးပြန်ပြောပြကြပါဦးအခုလောလောဆယ်ပြောင်းလဲသွားတဲ့ဟာနဲ့အရင်တော့ဟာနဲ့ဘယ်လိုမျိုး vibe ကကွာသွားလဲဘယ်ဟာလေးတွေနည်းနည်း miss သွားလဲ vibe ကကွာသွားလဲဆိုတော့ ကိုရီခေတုံးကတော့ဘယ်လိုပြောရမလဲဒီတော်တာဆော့ဖို့အတွက်ကဘာမလို့စိတ်ပဲလို့သိရကိုရီကစိတ်တစ်ခုတည်းနဲ့ကြွေးနေရလာကရပါလဲမလို့သိရကိုရီစဆော့ရောဟာနဲ့အခုခင်းနေကြတော့နည်းနည်းတော့လည်းပြောရခက်ပါတော့နော်အခုကြတော့ဟိုဗာလဲဟိုအကုန်လုံးကအခက်ခဲတွေနဲ့ဖြစ်နေကြတော့ကိုရီရောကတော့ဒီတိုင်းပဲအဲ့ဒါကြီးခေါင်းနဲ့တိတ်မထဲ့ပါဘူးတကယ်တမ်းသိရမလားဒီကဆော့နေရဖို့ပဲဒီကဆိုတော့ နည်းနည်းရှင်ရတာတော့အခုဟာတွေအားမရဘူးပဲပြောရမှာပဲသိလားဟုတ်ဘာမှတွေးမနေနဲ့ကွာဆော့ဆော့မယ်ဆိုရင်ဆော့ချလိုက်သိရမလားအဲဖြစ်တာမဖြစ်တာနောက်မှာပေါ့အဲ့လိုပဲယူရမယ်ထင်တီးဆော့လိုက်မလားဒီဒီလောက်ပါ player ရလောက်လိုက်မလားဒီဒီပါဟောတောင်းရဟောတောင်းရဟမ် passion နေပါနော် passion နေပါနော်ဘာမှလာကြရပါမလို့ဟုတ်လားကျွေး အဲ့တော့ဘယ်လိုပြောမှာကျွန်တော်တို့ဒီငယ်ပယ်ကြီးကလည်းအလုံးအအစ်စ်ကြီးပုံစံမျိုးဖြစ်နေတာရောပြောရရင် Dota 2ဆိုတာလည်းဒါမြန်မာနိုင်ငံရဲ့ဟိုဒီ e-sport စပြီးဖြစ်တဲ့အချိန်ပထမဆုံး game လောက်သွားကြတာပေါ့နော်အဲ့တော့လုံးဝဝုန်းတိုင်းဝုန်းတိုင်းကျုံးမယ်အောက်ချမယ်ဆိုတာကြီးပဲတကယ်အများကြီးပြောနေတယ်မလို့အများကြီးလို့ business အကြောင်းတွေပြောနေကြတယ်မလို့ဟိုဟာတခြားအရာပြောနေကြတယ်မလို့ကျုံးမယ်ဆိုကျုံးမယ်ပဲอืมဒါနဲ့နော်ဒါအခုကျတော့တို့ရွေးစရာတွေများသွားလို့လည်းပါလိမ့်မယ်ကြည့် ဟုတ်တော့ဒေါတာရွေးလိုက်ရင်ဘာလို့ရွေးမှလဲဒီမှာဖြစ်နေသွေးသွားဖြစ်သွားနေတူတယ်အခုကကြဟုတ်တယ်ဗျဟုတ်တယ်အဲ option option နေနည်းနည်းများသွားဖြစ်မှာပေါ့နော်တဲ့များသွားတာပေါ့ဥမာတခြားကရင်ရွေးလိုက်မယ်ဆိုလို့ရှိရင်ငါတစ်နှစ်လောက်တည်တည်ချာဥမာဒေါတာဒေါတာကိုလည်းကိုကဟို run တော်တော်လေးကောင်းနေပြီတခြားလို့ short ဘူးနေပြီ ဆိုလို့ရှိရင်တကယ်လို့ကိုကလို့တခြားကရင်ကို ်ပြောင်းပြီးတော့တစ်နှစ်လောက်ချိန်ပေးလိုက်ရင်ငါဘယ်ထိရောက်မလဲတိုတာတစ်နှစ်လောက်ချိန်ပေးလိုက်ရင်ဘယ်ထိရောက်လာမလဲအရန်กว่าလေဗျာ result ကသိရဆိုတော့အဲအဲ့လိုမျိုးပေါ့နော်အဆင်ပြေတာကိုပဲရွေးပါကြပေါ့ဒါတော့ retries လေးများလာရလဲပါပါတယ်ဒါလည်းကောင်းတဲ့နေရာမှာတော့ပါပါတယ်ဒါကိုတိုတာတူးတော့ကတော့မကောင်းဆိုနေပေမဲ့လေဒါကောင်းတဲ့နေရာပေါ့နော် business အရာကြည့်မယ်ဆိုရင်တော့ my life my try ပေါ့နော်အဲ my life my try okay ဆိုတော့အာကိုကြာကြီးလည်းရောက်နေရဆိုတော့ဒါနှစ်ယောက်လုံး အဲပလေယာတွေလုတ်ခဲ့တော့မမိုရီစီနဲ့နည်းနည်းလေး share ပေးပါဦးလို့နည်းနည်းပါပါမမိုရီစလေးတွေနည်းနည်းအခုအရင်အရင်တော့အရင်တော့နည်းနည်းလေးစူးစမ်းခဲ့ကြတဲ့တုန်းကမမိုရီတွေများနေပြီဗျာဘယ်ဟာများနေပဲလားဘယ်ဟာလိစားပြောင်းအတီးနဲ့စားလိုက်မလားအတီးနဲ့မမိုရီစားလိုက်ဂျိုင်းနဲ့စားမှရမယ်အမွေပြန်ဖို့အောင်မယ်အနည်းအကျောင်းတော့မေးနေရဲ့အနေထားဖြစ်နေလို့ဟုတ်ရဲဆိုတော့ဒါဆိုရင်အတီးနဲ့ အာကိုကြိုင်းနဲ့အဲ့လိုစပြီးတော့ဟိုဒူဒူဆော့ပြတဲ့အချိန်လောက်ပေါ့အဲ့မှာ memory ရှိလားအတီးနဲ့လို့ပြဿနာပိုင်းတက်ခဲ့ရရင်ရှိတယ်ပြဿနာတက်တာပဲကိုကအရင်ဆောက်ချုံးအောင်ပြေတာဆိုတော့ဟိုတင်မလားလူငယ်ဆိုတော့တောက်ကန်းနိုင်တယ်ဆိုတော့ကြိုင်းရရင်လည်းဒီလိုပုံစံတော့မဟုတ်ဘူးတင်မသူလည်းဟိုတစ်ဖက်ပိတ်ပဲဆိုတော့ကတော့ကစားရရှိတာပေါ့သူလည်းတစ်ဖက်ပိတ်အမေကကိုမလား တပ်ပြီလေဟွာလီရတော့နော်မထိပ်မဖားပါဘူးလားအင်းမကြီးရလာပဲနဲ့စဆော့ဖြစ်တာပဲစဆော့တယ်ရတော့ဟုတ်တယ်ဟုတ်တယ်သူသွဲဆော့တာဟိုဒါဘန်ကောက်ဝဲဘန်ကောက်ဝဲအဲ့လိုသွားဆော့ဖို့အတွက်ကြတော့ကိုရီးယားအမှန်တကယ်လူကရှိပြီးသားအရှိပြီးသားဟိုမှာရှိတဲ့အမှခန့်နိုင်ပေါ့ခန့်နိုင်ရအမှဆော့မရဘူးဆိုတော့အဲ့ဒီနေရာမှာတော့ဝင်လာအဲ့မှာစဆော့ဖြစ်တာဟုတ်တယ်ပါခပြဆန်ကဝင်လာအာသွဲဆောင်ဂျုံကနာ ရေစကြီးကတော်ဆမျိုးအာ Yeah အဲ့ဝင်လာပြီးတော့ပြန်မထွက်တော့ဘူးเนาะဟုတ်တယ်အဲ့တုန်းကလည်းဝင်လာပြီးတဲ့ကကြည့်ရောကျိုးတီးရဲ့ကစားပေါက်တွေကိုကြည့်ပြီးတဲ့ကပြန်မထွက်တော့ကံဝင်ပြီးစလစ်ဝင်ပြီးစလစ်ဖြစ်သွားတယ်ပြန်မထွက်တော့တောက်လျှောက်ပြရတာဗလားဆိုတော့ဒါအတီးအနေနဲ့ရော YGU စပြီးတော့ join တာကအဲ့လိုဘလို join ဖြစ်သွားတာလဲဒါတော်တော်များများလည်းသိပါတယ်ဒါပေမဲ့ချက်တော့ပြန်ပြီးနှွေးပေးပါဦး ဟုတ်တယ်ဟုတ်တယ်ဟဲ့ဟဲ့ဂျွမ်းပြတ်သွားတာအဲ့မှာ virtual ပြတ်သွားရတယ်နော် right ဟမ် virtual ပြတ်နေတယ်ပြတ်ပြတ်ပြတ်ပါဘူးဒီတိုင်းပါပဲဒါမဲ့ဟိုဘယ်လိုပြောမလဲဟိုဟိုကိုလိုချင်တဲ့ပုံစံမျိုးမရှိဘူးကွာအကောင်လုံးကဘယ်လိုပြောမလဲဟုတ်တယ်ပွဲလည်းမရှိဘူးလေအဲ့တော့ဒီပွဲလည်းမရှိဘူးကွာကိုဆိုအရင်ကဆို training song ဆော့ကျင်တယ်လို့ပါလို့ချိန်ကြရင်အဓိကတက်ကြီးွားလို့လည်းပါမယ်ကွာဟိုလောက်စရာကြီးကများွာကြာကြီးလို့ပါလို့လည်းလောက်စရာကြီး ကောတီးတီးပေါ့ကွာအချိန်အရင်မပေးတော့ဟုတ်တယ်အချိန်အရင်မပေးနိုင်တော့ဆိုတဲ့အနေထားမှာကိုကကိုကကိုဒီတိုင်းပဲ run saw အဲ့ light run saw ပေါ့နော်အဲ့ဒါနဲ့ပဲ la coin join ပြသွားပေါ့အရင်တူးကြမဟုတ်ပါဘူးကိုမှလည်းဒီကကို လိုချင်တဲ့ဟာနဲ့ quality လောက်တော့ကြာလို့ဝင် join ပြသွားတာပေါ့အဲဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီ veteran တော့ဆိုလို့ရှိရင်တော်တော်လေးဟို ကြကြကြီးပဲပေါ့နော်ဒါမြန်မာဒူရာဒူ community ကိုတော်တော်များများကြကြကြီးစိုးမိုးထားတယ်ပြီးတော့ပြီးတော့မှအဲတော့အဲတော့ဆိုရင်နည်းနည်းပြောဖို့ကောင်းသေးတယ်ဗျာဒီမှာပွဲကြည့်ရတာကဒီမှာဟို veteran ပွဲကြည့်တယ်ပြောရင်အဲတော့ပြီး YG ထွက်လာတယ် YG နဲ့ veteran နဲ့ခြားကြတယ်ဟာ YG 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 show နေပြီးတော့မှ YG ကနောက်ပိုင်းကြတော့မှဒါနိုင်နေဆိုတော့အဲ့လိုမျိုးပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဗျာဟို ပရိသတ်တွေမှာ fire တခုရှိသေးတယ်ဒီမှာကြည်ရတဲ့ဟာငါတို့ local မှာလူမျိုးချနေကြပါတယ်ကျုံနေကြပါတယ်ဆိုတာအဲတိအောင်ကအဲ့လိုဟာမျိုးကရှိတယ်အခုနောက်ပိုင်းကျတော့ဒါမျိုးတွေကဒါမျိုးတွေကလည်းနည်းနည်းလေးပြောက်သွားတာပေါ့နော်ဆိုတော့ဒီ local ထဲမှာကကြည်ရတာက Dota 2အဲ့လိုပွဲကြည့်မယ်ဆိုလို့ရှိရင်ကြည်စရာလည်းမရှိတော့သလိုဟိုအသင်းကမရှိတာပေါ့အဓိကအသင်းမရှိရတဲ့အချိန်မှာတော့ yeah Dota တော့ကြည်ပြီဆိုလို့ရှိရင်ဒါဂျာကြီးတို့ဘာလို့ပြရဲ PG ပဲဖြစ်ဖြစ်ယူရိုပွဲတွေပဲသိရမှာအဲ့ပွဲတွေလောက်ပဲ အဲ့တော့ YG ကြောင်းနဲ့နားဆွေမယ်နိုင်လားရှုံးလားပြိုင်ပွဲတစ်ခုတက်သွားတာအဲ့တက်သွားရင်တော့တက်တယ်ပေါ့ဒါတော့ပဲဗျာသိရမလားဟိုအရင်ဟိုပရိသတ်တွေအနေနဲ့ကလည်း local မှာထားဖို့ကထားစရာမရှိဘူးဖြစ်နေတာဗျာသိလားအဲရင်တော့ဒါပြောစရာကောင်းတဲ့အခြေအနေချင်းခါရလို့ပဲပြောရပါမယ်ဆိုတော့အဲအဲ့တော့မြန်မာဒေါ်လာ2ကတော့အခုလောလောဆယ်အားဘလူးထင်လဲပေါ့နော်မြန်မာဒေါ်လာ2ကဘလူးထင်လဲဆိုတော့အသင်းတွေကရတော့မရှိရတော့ဟုတ်တယ်ဆိုတော့နောက်တော့အပြင်ကတော့ကျွန်တော်တို့မှာ ဟာ streaming လောက်ပဲကြံတော့မလားမသိ streaming ဆိုတော့ကျွန်တော်ပွဲပြလောက်ပဲကြံတော့မလားမသိอืมအဲ့လိုပဲပြောပါမနော်အခုကဟိုဘယ်လိုပြောရမလဲ streaming တမျိုးပဲရှိပါလေ professional live view ရမယ်ဆိုရင်ဒါဝိုင်းကြီးအောင်ဒါရက်တီလို့ရတယ်တော်တော်ကြီးဟိုအန်ဝေါ်တယ်ကိုကတော့ဆိုတော့ဘာပွဲမှလည်းမရှိဘူးဒီနိုင်ငံခြားပွဲဆိုလည်းဟိုဘယ်လိုပြောရမလဲဟိုနိုင်ငံပွဲတွေကလွယ်ရင်ဂျန်တဲ့ပွဲတွေကတိတ်ပြီးတော့ဟိုဘယ်လိုမှ အလန်းဝေးနေပါအဆုလည်းတိတ်ပြီးမရဘူးဆိုအဲ့တော့ဘယ်လိုမှမယက်တီနေလဲပေါ့ပြီးရရင်အဲ့လိုတခြားပလီယာတွေကြတော့လည်းဟို streaming နေဆိုလည်းကြည့်တဲ့လူကတော်တော်နည်းတယ်ဘာလို့ဆိုပလီစတိုင်ကိုကြည့်မဲ့တူတူဒီ globalization ညောင်းလည်းပါလိမ့်မယ်အဲသူတို့ဆိုရင်ကြည့်မဲ့တူတူခဲ့ဒီနိုင်ငံသားကောင်တွေဆော့တာလည်းဟိုပိုကောင်းတာမျိုးဥပမာ RTC ရွှေစရင်းနာတို့အဲ့လိုအဲ့လိုမျိုးရှိရဲအခုဆိုရင်ဒါဂျော့စုပေါ့ဆိုလဲသူတို့စရင်းနာတွေဘာလို့အင်္ဂလိပ်စာကလည်းတော်တော်များများနားလည်နေပြီဆိုတော့တွားကြည့်ရတူရရှိအဲ့အဲ့ဒီဟာတွေရောက်ဟို viewer နည်းတယ်ထင်တာပဲဟုတ်တယ်နော် ဟိုနောက်ဆုံးဟိုပွဲဆိုရင်တော့ဒါအင်္ဂလိပ်တန်နဲ့နားထောင်နေလူကတပြေးပူပူများလာတော့ဒီဘက် view ကကြာလာတည်အောင်အဲအဲ့လိုအဲ့လိုမျိုးဖြစ်ပြီးတော့အတင်းကတော့ပြောမနေတော့ပါဘူးဘွေကဘိုးကမရှိဘူးအဲ့လိုမျိုးဖြစ်နေတော့ဒီကဟုတ်တယ်နော်ဒေါ်တော်တို့လိုမျိုး streaming game ဆော့ဖို့အဲ့လို game play streaming ရွေးချယ်မယ်ဆိုရင်တော့မှတော်တော်လေးကိုခက်ခဲတဲ့အနေအထားတစ်ခုလောက်သွားကြရတယ်ပြရမှာပြိတ္တတွေကလည်းကြည့်ဖို့မကြည့်ချင်တော့ဘူးပြီးတော့ entertain လည်း မဖြစ်ဘူးလို့တို့ဘာလို့ခံစားလို့နေမှာပေါ့ခံစားလို့နေပါဘောဆိုတော့ဥမာပြခုနပြောသလိုပဲနိုင်ငံခြားရှင်မိုင်းပဲတွားကြည့်မယ် viewer တွေအများကြီးနေတယ်မှာ chat chat ထဲမှာအများကြီးနေအဲတို့တွားပြီးပျော်ကြပါကြအဲ့လောက်လောက်ပဲတွားကြည့်ကြတာပေါ့ဆိုတော့အဲဒေါ်လာတူချင်နေရတော့အခုလောလောဆယ်ရတော့အဲ့ညပွဲပြတာလောက်ပဲနော်အနေထားလေးကတော့တွားပြီးတော့ရှိနေတယ်ဗျာဟိုလူငယ်တွေရောက်လဲဆိုင်မယ်အဲ့ဒါကိုပြောဟိုလူငယ်ရဒီနောက်ပိုင်းအဲ့ဟိုအရန်တူးတက်တာမြင်တယ်အခုကလေးတွေတော်တော်များအဲ့တော့ဟို ဝိုင်းကြီးအဓိကဟိုဟိုအားပေးရနဲဆိုတာလေကိုရီခေတော်ကလူတွေပဲကြံတော့လေဟုတ်တယ်ပွဲကြီးတဲ့လူကတော်ရှားသွားအဲဒါကြောင့်ဟုတ်တယ်လူတကြီးပိုင်းနေတာပေါ့ကြံတော့မယ်26နောက်ပိုင်းနေ25နောက်ပိုင်းနေများသောအားဖြင့်ပေါ့နော်လူငယ်ရပြောရရင်တော်တော်သူ့ကိုတည်တောင်တည်မှာမဟုတ်ဘူးထင်တယ်သူအဲ့ဒါနဲ့နှဲ့လိုက်ပဲကွာချားသွားပါပဲကိုရီဟိုကရင်က နော် player base ရေဟောလဲသူကသူ streaming တွေ find တာပဲဆိုတော့อืมဟုတ်တယ်ဟုတ်တယ်ဒီနောက်ပိုင်းတွေကတော်တော်သူကသူဈာကိစ္စတွေများစွာနဲ့ပဲ APL တွေနည်းနည်းဟောပါဘောနော်အဲဟုတ်တယ်ဗျာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒါတို့ community လေးရတော့ဒီလိုမျိုးပေါ့เนาะဒါပေမဲ့ deadline လေးပဲဆက်ပြီးတော့တွားနေတော့မှာပဲเนาะတွားနေတော့မှာပဲတွားတွားနေတော့မှာတော့တွားနေတာပဲ အဲဆိုတော့ကျွန်တော်တို့ဒါဟိုပါပေါ့နောက်တစ်ခုအနေနဲ့ကတော့ဟိုလောလောဆယ်ဒီဟိုအော် YG show နေတဲ့ဟာတွေပေါ့နော် YG ရဲ့လိုမျိုးအခုလောလောဆယ်တက်တက်လေးကားကျိတ်နေတဲ့ဟာတွေပေါ့ဒါကိုကြာကြီးရောအတီးရောဒါကိုယ့်ရဲ့အမြင်ပေါ့နော်သူတို့ဘာ improve လုပ်ဖို့လိုသလဲဒါမှမဟုတ်အဲ့လိုမျိုးဘယ်လိုမျိုးလေးမြင်မိလဲဆိုတာလေးကျွန်တော်တစ်ချက်လောက်ပြောပြပါဗျာသူလို ဟိုအင်ပြောလာဒီဒီဒီဘူတီပါဟောအတိအဘူတီပါဝိုင်းနာကတ်ညာကတ်ငါဝိုင်းကြီးပွဲပြရပဲရှိရဆိုတော့ပြောတဲ့ကိုကျင်းကျင်းနဲ့ဟိုနောက်ပိုင်းနေရာဟိုအမညာတဲ့အပိုင်းနေရာနေညားလာပြီးတော့ပြောရမှာပဲ yeah ဟိုဖြစ်စေခြင်းဖြစ်စေခြင်းနိုင်များွားလို့လည်းပါမှာပေါ့ဆိုတော့အဲ့လိုမျိုးတော့ဆယ်ဖြစ်နေရပါတော့ yeah yeah သူဒီဟိုဘော offline အပြောင်းအလဲ offline yeah မမရရကိုဟိုအဟို coach တွေပါခေါ်ပြီးတော့ဟိုထားပါတော့ね overseas player တကောင်ထပ်ဝင်လာတဲ့အချိန်မှာနည်းနည်းမျောလင်းချက်မြင့်မြင့်မြင့်နေတယ်ဗောနော်အာအဲ့လိုမျိုးဗောအားမလို့အားမရလေးနည်းနည်းဖြစ်တာတော့ကျွန်တော်ထင်တာလာမဖြစ်တာဗောနော်အဓိကကိုရီးယားကြတော့ဘယ်လိုလဲ ဘာလို့ off lane ပဲလဲနေရလဲတော့လက်စွေးစွားဖြစ်တယ်တိရအချိန်လုံးလဲလိုက် off lane နေကြီးပဲကြာဘာလို့အဲ့ဒါပဲလဲပြီးတော့အစိုးရလဲပေါ့နော်အော်ငါကလည်းဟိုကြောရရမကောင်းလဲမဟုတ်ပါဘူးဟိုဒီတိုင်းပဲအရင်တော့အဆင်ပြေအခုကတော့ပိုဆိုးကပြောမှာမနစ်ကမှဒါပါ close qualifier ပဲတက်သေးဒီနှစ်ဆိုရင် close ပါပါမတက်တော့ဘူးဆိုတော့ဘာလို့မတက်လဲရတော့နည်းနည်းတေချာကြီးလိုက်တော့ဒါဟိုပြောရရင်ဟိုကစားတဲ့အဲ့လိုဆိုတော့ ဟိုအားမရတာအဲ့လိုသူ KS ကဒီတစ်ခေါက်ဆိုရင် KS ကဒီ hero pool တွေပေါ့နော်သူပေးတဲ့ hero တွေကနည်းနည်းအဆင်မပြေဘူးဖြစ်လို့ရှုံးတာများလားလို့အဲ့လိုအဲ့လိုမြင်နေတယ်အဲဒါပေမဲ့ဘာလို့ off lane တွေပဲလဲနေရလဲတော့တောက်လျှောက်ကအဲ့ဒါကိုလည်းမသိတော့မေးရမှာလေဟုတ်တယ်ဟုတ်တယ်နော်အဲ့ဒါလေးတော့မေးရအောင်သူဒီ off lane တွေပဲတောက်လျှောက်ပြောင်းနေရပေါ့အဲပြီးတော့ကိုလည်းနားမလဲရရရဟိုပြီးရင်ကိုကြာကြီးပြောသွားသလိုပဲ အဲ့ပေါ့ဒီအခုဆော့သွားတယ်တောက်လျှောက်ဆော့နေတဲ့နေရာမှာဥပမာကဲသေးကိုပေးရင်အများဆုံးအဖြစ်ကအဲ့လာကြီးပဲပေါ့နော်နှစ်ကောင်သုံးကောင်လောက်ကပဲအာစာပေးရင်ပေးတယ်ဒါကျွန်တော်တွေ့တာအာစာကြီးပဲတွေ့တာဗျာတော်တော်များအာစာကြီးပဲကျုံပြီးတော့ပြီးသွားအဲ့ရသူတို့ draft မှာပါဘာမှန်းဖြစ်နေလဲမသိဘူးဟမ်အဲ့ဆိုတော့ခုလောလောဆယ်ကတော့မသိတာလည်းမသိတာဘူး yeah ခုလောလောဆယ်ကတော့ဒါတခြားထွေထူးထူးမရှိတော့ဘူးဗျာထွေထူးမရှိတော့ဆိုတော့နောက် လာမယ်ဒီ ISF ပဲရှိမယ်ဆိုတော့ဒီ ISF မှာသူတို့ဘယ်လိုပုံစံနဲ့ပြန်လာမလဲဒါနိုင်ငံကိုစားပြုပွဲလေးဖြစ်တယ်ဆိုရဲအတွက်ကြောင့်အဲ့ဒီမှာအများတစ်ခုလုတ်ပြနိုင်မှာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အကုန်တော်တော်များများလက်လွတ်လိုက်ရပြီပဲ Open qualifier တွေเนาะအကုန်လက်လွတ်လိုက်ရပြီဆိုတော့ဒီတစ်ခုပဲကျွန်တော်ဒီတစ်ခုကိုသေချာလုံးမှာတော့ရမယ် Yeah ISF ကဟိုကလုတ် qualifier ပုံစံဆော့အောင်မလားဒီအစည်းအဝေးနဲ့ Series ကြတော့အဲ Series ကြဆော့အောင်မနော်အဲ့ဒါနိုင်မှာပုံမှန်လေးပဲပေါ့ Yeah ဆိုတော့အဲ့ဒါအဲ့ဒါလည်းခတ်တာတော့ခတ်တယ်ပေါ့သူ main tournament ရောက်သွားရင်တော့အကောင်းဆုံးပေါ့ဒါပါတော့ main tournament အဲ tournament နှစ်တန်းရောက်နေရဆိုတော့နောက်ပိုင်းမှာတော့ invite ရပြီးတော့လေဒီနေ့က invite မရှိဘူးရှင်တဲ့ခုနှစ်ကတခြားအတင်းနေရာမှာအစားထိုးလိုက်တာအော်အရင်အရင်2023ဟို စကန်ရလို့ဒီတခြားနိုင်ငံတွေကတော့ vibe တယ်မလား champion ဘာ vibe တယ်လေ ရဲဒါပေမဲ့ YG ကခုနှစ်တော့ဗမာတော်တော်ခက်ဝဲဝဲမှာပြုတ်သွားဆိုတော့အဲ region မှာပဲပြုတ်သွားလေဟုတ်တယ်မလားဟုတ်တယ်ဟိုနှစ်ကပြုတ်မလေးရှားကိုရှုံးပြုတ်သွားပြီးတော့သူတို့ဘယ်တင်းနေရာမှာလဲမသိဘူးအစားထိုးပြီးခေါ်လိုက်တာ Yeah 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 Okay so YG တော့တော့ဒါပဲပေါ့နော်ဒါပဲကြံအဲ့ဒါပဲကြည့်ရတော့မှာပဲ Okay ဟုတ်ပါပြီဆိုတော့တို့ခုလောလောဆယ်ဒီ podcast လေးကတော့ကျွန်တော်ဒီမှာပဲရန်သားခွင့်ပြုတ်ပါနော်ဒါတော်တော်လေးလေးလိုပြောရမှာရှေးအောင်နောက်ပြတ်တွေရော ဖြစ်နေတဲ့ဟာလေးတွေပြောလိုက်ရတယ်အားလုံးပဲကျွန်တော်တို့နားထောင်ရတာကျေနပ်မယ်လို့ထင်ပါတယ်ဆိုတော့ကိုကြာကြီးတို့လည်းကျေးဇူးများကြီးတင်ပါတယ်လာပြီးတော့ join ပေးတဲ့အတွက်ကြောင့်ဆိုတော့နောက်ထပ်နောက်ထပ် podcast နဲ့ပဲပြန်ပြီးတော့တွေ့ကြပါဗျာအားလုံးပဲဘာပဲပါဟုတ်ပါပါ